ခရီးဒီရောဂိန်းကရင်ငွေထုတ်ချင်တယ်ပေးပယ်အကောင့်လည်းမရှိဘူးအခုမှငွေစထုတ်မှဆိုတော့ဘယ်လိုထုတ်ရမှာလဲဆိုပြီးတော့မေးနေတယ်ကျွန်တော်မိတ်ဆွေတွေအတွက်အဲငွေထုတ်နီးမေးထားတယ်ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ငွေထုတ်နီးလေးကိုကျွန်တော်ဒီဗီဒီယိုထဲမှာ အစဉ်စဉ်ပြပေးလိုက်ပါတယ်ခင်ဗျဗီဒီယိုရှည်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်အခြားအကြောင်းအရာတွေတော့ကျွန်တော်မပြောပြတော့ပါဘူးငွေထုံကြီးကိုပဲဦးစားပေးပြီးတော့ကျွန်တော်ပြောပြပါမယ်ခင်ဗျကျွန်တော်တို့ထုံးစံတိုင်းငွေထုတ်တဲ့နေရာကဒီငွေအစိမ်းရဲ့ဒီ coin ရဲ့ရှိပါတယ်เนาะကျွန်တော်ငွေအစိမ်းကိုကျွန်တော်ရင်ထုတ်ပြပါမယ်ငွေအစိမ်းလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะနှိပ်လိုက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာသူပေါ်ပြထားတဲ့အမောက်ကเนาะ5.25 24ရဲ့ တန်းဒေါ်လာရှိတယ်20ဒေါ်လာရှိတယ်เนาะကျွန်တော်ရဲ့အမောက်ကဒီမှာအဲ12.35เนาะ12.35ရှိတဲ့အတွက်ဒီတန်းဒေါ်လာထုတ်လို့ရပါတယ်เนาะဒီတန်းဒေါ်လာထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အစ်စ်ဒီထုတ်မဲ့မိတ်ဆွေတွေကဒါကျွန်တော်ထုတ်ပြီးသားဖြစ်နေလို့ပါအစ်စ်ထုတ်မဲ့မိတ်ဆွေတွေကဒီမှာကျွန်တော်တို့ withdraw withdraw ရဲ့ method ဆိုတာရှိတယ်เนาะဒီငွေထုတ်မဲ့နီလန်ကိုပြောတာပါကျွန်တော်တို့တချို့ ဟို region တွေဆိုရင်ဟို2万နီးလို့ပါဘူးပြနေလိုက်မယ်เนาะဒီကကျွန်တော်တို့ကဒေါ်လာနဲ့ထုတ်မယ်ဆိုတော့ပေးပယ်ပါเนาะအဲ့နေရာကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်เนาะနှိပ်ကြည့်လိုက်ရင်ဒါကျွန်တော်ကဖြည့်ပြီးသားဖြစ်နေလို့မိတ်ဆွေတို့ကမဖြည့်ရသေးဘူးဆိုရင်เนาะဒီနေရာမှာ ဒီ email ဆိုတဲ့နေရာမှာကိုယ့်ရဲ့ gmail ထည့်လိုက်ပါအဲ့ဒီ gmail ဒီ edit ဖြစ်ကြမယ် edit ဖြစ်ကြမယ်ဆိုတာ gmail ကပုံမှန်ပေါ့ mail တွေအဝင်ထွက်ရှိနေတဲ့ gmail ကိုဆိုလိုတာเนาะတချို့ gmail တွေကတည်နေတာရှိတယ် gmail တည်နေရင်စာမဝင်တော့ဘူးเนาะအဲ့တော့မိတ်ဆွေတို့ထုတ်ထားတဲ့ dollar link တွေရောက်မလာဘူးပြီးရင် storage တွေပြည့်နေတာရှိတယ် memory ပြည့်နေတဲ့အတွက်အစာတွေဝင်မလာတာမျိုးတွေရှိတယ်เนาะပြီးရင်နောက်တစ်ခုက paypal ဖွင့်ဖူးတဲ့ paypal ဖွင့်ဖူးတဲ့ gmail account မဖြစ်ရအောင်မဖြစ်ရအောင်ဆိုတာက ပေးပယ်ဖွင့်ဘူးထားတဲ့ပေးပယ်ကြီးမေးဆိုရင်တော့ပြဿနာမရှိဘူးကိုထုတ်လိုက်တယ်ဒီဒေါ်လာတွေကအဲ့ပေးပယ်တွေကိုတန်းရောက်သွားမှာတကယ်လို့မှအဲ့ပေးပယ်ကြီးကပြက်နေတယ်ဆိုရင်လည်းအဲ့ဒီကြီးမေးကိုထည့်မိအဲ့ပေးပယ်အပြက်ထဲကိုရောက်သွားမှာနော်အဲ့ဒါမလို့ပေးပယ်မဖွင့်ဘူးထားတဲ့ကြီးမေးဆိုရင်ပိုကောင်းတယ်ပြီးရင်အောက်ကနိမ့်ဆိုတဲ့နေရာမှာကိုကြီးမေးဖွင့်ခဲ့တော့ကနမီဒါပေမဲ့အဲ့ဒီနမီကမမှတ်မိရင်တော့အနည်းဆက်ဆုံးထည့်လို့ရတယ်သေချာတယ်ဆိုရင်ကျွန်တော်အောက်ကအစိမ်းရောင်လေးကွန်ဖန်းဆိုတာကိုနှိပ်မယ်နော် ကွန်ဖန်းဆိုတာလေးကိုနှိပ်မယ်နှိပ်ရင်ကျွန်တော်တို့ရှေ့ကိုပြန်ရောက်သွားရောက်သွားတဲ့အခါမှာဒါကျွန်တော်တို့ခုန Gmail ကိုအတီးပြုတ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ထုတ်မှာတန်းဒေါ်လာเนาะတန်းဒေါ်လာဆိုတော့အဲ့တန်းဒေါ်လာကိုနှိပ်လိုက်မယ်ပြီးရင်အောက်က withdraw ဆိုတဲ့အစိမ်းရောင်လေးကိုနှိပ်လိုက်မယ်เนาะနှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ကြိုပြောကျင်တာကတချို့အကောင့်တွေကတန်းပြီးတော့ငွေထုတ်ခွင့်ပေးတယ်တချို့အကောင့်တွေကနောက်ထပ် mission တစ်ခုလုပ်ခိုင်းတယ်เนาะကျွန်တော်ကတော့ဘယ်လိုဖြစ်မလဲမသိဘူးဒီမှာကြည့်ကြည့်လိုက်မယ် withdraw ကိုနှိပ်လိုက်မယ်ဒါကတော့ तू က စစ်ခိုင်းတာเนาะဒီမင်းရဲ့အကောင့်ကဒီဟာမှန်လားမင်းထုတ်ထားတဲ့အမောက်ဒီဟာမှန်လားစစ်ခိုင်းတာเนาะမှန်တယ်ဆိုရင်အစိမ်းအောင် confirm ထပ်နေမယ်เนาะဒီမှာကျွန်တော်လည်းတန်းစီပြီးတော့စောင့်ခိုင်းတယ်เนาะတန်းစီပြီးတော့စောင့်ခိုင်းတယ်ဒီစာကဘာလဲဆိုတော့ကျွန်တော်အကြံမင်းလေးဘာသာပြန်ပြမယ်ဗျသူရေးထားတာကတော့တင်ဤငွေထုတ်ရန်တောင်းဆိုချက်ကိုလက်ခံလိုက်ပါသည်တဲ့ ငွေထုတ်သည့်အရေးအတွက်များသောကြောင့်ငွေပေးချေမှုလုပ်ငန်းလှုပ်ဆောင်ရန်လိုအပ်ပါသည်လက်ရှိတွင်ခမန်းချေငွေသားပေးချေမှု300ကိုနှိမ့်စဉ်လှုပ်ဆောင်နေပြီးတင်တန်းစီခြင်းတွင်အဆင့်950ရှိသည်တန်းစီခြင်းကိုခုံပြီးတင်အဆင့်ကိုမြင့်တင်ရန်ဟွန်းကိုအသုံးပြုနိုင်သည်တရားပြည့်လျင်တင်ဤငွေပေးချေမှုကိုအထူးချန်နယ်တစ်ခုမှချက်ချင်းလွှဲပြောင်းပေးပါမည်တဲ့နော်အဲ့တော့သူရေးထားတဲ့စာရဲ့အတိတ်ပဲကဒီလိုပဲသူတို့ကတနည်းဟိုပေါ့နော်ဥပမာဟို ဒီဒေါ်လာ300ဒါမှမဟုတ်ရင်လည်းလူအယောက်300ပေါ့နော်အဲ့ဒီဟာကိုပဲသူတို့ကချက်ချင်းထုတ်ခွင့်ပေးထားတာကျွန်တော်တို့ကြတော့အဲ့ဒီတတ်မှတ်ထားတဲ့သူထက်ကိုကျွန်တော်ကကြော်သွားတယ်ဗျာကြော်သွားတဲ့အတွက်ကျွန်တော်တို့ကိုတန်းစီပြီးတော့စောင့်ခိုင်းတာအဲ့တော့ကျွန်တော်ရဲ့တုံ့ပြန်နံပါတ်က950ပေါ့ကျွန်တော်ရဲ့တုံ့ပြန်နံပါတ်က950နော်950မှာရှိနေတယ်အဲ့ဒါကိုကျွန်တော်ကဟွန်းဆိုတာဟိုဥကျိုခရလေးတွေကိုပြောတာအဲ့ဒါလေးတွေကိုတုံးပြီးတော့ကျွန်တော်ကအဆင်လေးတွေတိုးသွားမယ်ဆိုရင်ကျွန်တော်ရဲ့အဆင်ကတရာကိုရောက်တာနဲ့ तू က ငွေကိုချက်ချင်းထုတ်ပေးမယ်လို့ပြောတာဗျာအဲ့တော့เนาะ IC အောက်ကအစိမ်းရောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะ IC ဆိုပြီးတော့အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီလိုပေါ်သွားဒီလိုပေါ်သွားပြီဆိုရင်ဟုတ်ပြီ तू ပြောတဲ့အတိုင်းပဲ तू ကဒီနေ့အတွက်သူတို့ငွေထုတ်ပေးတဲ့ပြည့်သွားပြီဗျာပြည့်သွားလို့ကျွန်တော်တို့တန်းစီဆောင်ခိုင်းတာဆိုတော့ကျွန်တော်ရဲ့အစင်က950ဒီတရားရအောင်ကျွန်တော်လုပ်ရမှာလုပ်ရမှာဆိုတော့ဒီဒီဟိုမှာဥကြိုလေးနေเนาะကျွန်တော်12ခုရှိနေတယ် နော်ဒီအစိမ်းအောင်လေးကိုနှိပ်ပြီးတော့ဂျမ်ပင်ဆိုတာလေးကိုနှိပ်သွားအောင်နော်နှိပ်သွားရင်ကျွန်တော်တို့ကဒီလိုဒီ level လေးတွေရောက်သွားပြီနောက်ပိတ်ဆုံးဒီအပေါ်ရောက်သွားမှာအဲ့လိုလုပ်တဲ့အတွက်လည်းကျွန်တော်ကအတိုးအထွက်ရတယ်နော်10ဒေါ်လာဆိုရင်2.1ဒေါ်လာအတိုးအထွက်ရတယ်သူတို့ကကျွန်တော်တို့စောင့်တဲ့အတွက်အတိုးပေးတယ်နော်အဲ့တော့ကျွန်တော်တစ်ခါလေးနှိပ်ပြထားမယ်ကျွန်တော်ကဥကျိုစုပြီးသားရှိလို့နော်မိတ်ဆွေတို့တစ်ခါလေးဒီမှာနှိပ်ပြလိုက်မယ်ဒီမှာဥကျိုတစ်ခုကျွန်တော်သုံးလိုက်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ကျွန်တော်အစင်ရဒီမှာနော် IC ဆိုတော့နှိမ့်မယ်နောက်ထပ်နှိမ့်မယ်ဒီမှာတက်တက်သွားတာနော်655ဖြစ်သွားပြီပြီးရင်383ဖြစ်သွားပြီထပ်နှိမ့်မယ်နောက်295ထပ်နှိမ့်မယ်193ပြီးရင်ဒီမှာထပ်နှိမ့်မယ်108နောက်ဥစုလေးတွေတုံးပြီးတော့နှိမ့်နှိမ့်သွားဒီမှာနှိမ့်နှိမ့်သွားတာကျွန်တော်ကတော့ဥစုရှိပြီးသားဖြစ်လို့ဥစုမရှိတဲ့မိတ်ဆွေတွေကအဲ့ဥစုလေးတွေကဗမာစုရတာလဲဆိုတော့ကျွန်တော်ရှိပြီးမှလည်းရှင်းပြပြီးသားနော် ဆိုရှေ့ပြန်ထွက်လိုက်မယ်เนาะဒီမှာ mission daily test ပေါ့เนาะ daily test လို့ပြောတာပေါ့အဲ့ mission mission နေရာလေးကိုနှိပ်လိုက်မယ်ဗျာနှိပ်လိုက်ရင်အဲ့ဒီမှာဒီမှာ daily test လေးတွေပုံမှန်လုပ်သွားရင်ဒီဥကြိုလေးတွေရပါတယ်ဒါမှမဟုတ်ငွေချင်း invite ခေါ်နိုင်ရင်လည်းဥကြိုလေးတွေရပါတယ်အဲ့ကရင်စုလို့ရတယ်เนาะအဲ့တော့ကျွန်တော်ခုငွေစိမ်းတဲ့ကိုပြန်ဝင်မယ်ဝင်ပြီးကျွန်တော်ထပ်ပြီးတော့ကျွန်တော်ရဲ့အစင်ရကူတရားနဲ့ခွန်ဖြစ်နေပြီเนาะကျွန်တော်နောက်တစ်ခုဥကြိုထပ်သုံးလိုက်မယ်ကျွန်တော်စီမှာဒီမှာတစ်ခုပဲကြံတော့เนาะကျွန်တော်ထပ်သုံးလိုက်မယ် เนาะ105 105ဆိုတော့မရသေးဘူးเนาะနောက်ထပ်ကြံထက်စုအောင်ပါဥယျာဉ်ဒီမှာကုံသွားပြီဥယျာဉ်ကုံသွားပြီဆိုတော့ထက်စုအောင်ပါထက်စုပြီးတော့ကျွန်တော်ဒီဟာကိုထပ်ထုတ်တဲ့ဗီဒီယိုလေးကိုအဆက်လေးနဲ့ပြန်တင်ပေးပါမယ်ကျွန်တော်ဒီဟာစုဖို့အတွက်ကျွန်တော်အချိန်နည်းနည်းယူလိုက်ပါအောင်မယ်ဗျ2 hours later သောမေးစီကျွန်တော်ဒီမှာမရှင်လုပ်ပြီးဥကြိုတခုပေါ့နော်ဥကြိုဟွန်းလေးပေါ့နော်စုပြီးသွားပြီဒါဆိုရင်ကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်မယ်နော် နှိပ်ကြည့်လိုက်မယ်ကျွန်တော်အစင်က105သူက100ရောက်တာနဲ့သူကျွန်တော်ထုတ်ထားတဲ့ငွေတွေကိုပေါ့နော်သူတို့ပေးထုတ်ပြီလို့ပြောတယ်ဗျာဆိုတော့ထပ်နှိပ်ကြည့်လိုက်မယ်နော်ဒါဆိုရင်အစင်59ကိုရောက်မယ်လို့သူတို့ကပြောတယ်နော်ကျွန်တော်အစင်105ကရင်59ရောက်မယ်လို့ပြောတယ်အစင်အောင် IC လေးကိုနှိပ်မယ် IC ကိုနှိပ်လိုက်ပြီ59ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်ထုတ်လို့ရပြီနော်ထုတ်လို့ရပြီဒီမှာလေး withdraw ဆိုတာပေါ်လာပြီးထုတ်လို့ရပြီဒီမှာ withdraw ရဲ့မသက်ဆိုတဲ့နေရာမှာเนาะဒီမှာကျွန်တော်တို့စစထုတ်မယ်မိတ်ဆွေရေဆိုရင်အဲ့ထဲဝင်မယ်เนาะဒီထဲဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာเนาะ gmail ထည့်မယ်ကျွန်တော်မိတ်ဆွေတွေ paypal အကောင့်ရှိရင် paypal ရဲ့ gmail ကိုထည့်မယ် paypal အကောင့်မရှိရင် yoyo gmail အကောင့်ထည့်လို့ရတယ်ဒါပေမဲ့ဟိုတချို့က ပေးပယ်ဖွင့်ဘူးတယ်ဒါပေမဲ့အဲ့ပေးပယ်ကြီးကပြက်နေတယ်ဆိုရင်တော့အဲ့ကြီးမျိုးမျိုးမထည့်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့အဲ့ဒီထုတ်လိုက်တဲ့ငွေကြီးကပေးပယ်အပြက်ထဲကိုဝင်သွားမှဖြစ်လို့ပါနော်ပြီးတော့ဂျီမေးကပုံမှန်စာဝင်ထွက်လုပ်လို့ရတဲ့ဂျီမေးဖြစ်ကြမယ်နော်ဂျီမေးတည်နေတာတို့အဝင်စာမရတဲ့ဂျီမေးဆိုရင်ရမှာမဟုတ်ဘူးနော်ပြီးရင်အောက်ကနိမ့်ဆိုတဲ့နေရာမှာတော့ဂျီမေးဖွင့်တဲ့နမီအဲ့ဒါအနည်းဆက်ဆုံးဟုတ်မမှတ်မိရင်တော့အနည်းဆက်ဆုံးထည့်လို့ရတယ်နော်တေးချရဲဆိုရင်အစိမ်းအောင်ကွန်ဖန်းအောင်နှိပ်မယ်နော် confirm နိုင်မယ်ဒါကဒါကျွန်တော် gmail အတည်ပြုပြီးသွားပြီเนาะဒီထဲမှာ gmail အတည်ပြုပြီးသွားပြီပေါ့ပေးပေဒီ withdraw ရဲ့ method ကိုအတည်ပြုပြီးသွားပြီ gmail တွေအတည်ပြုပြီးသွားပြီဆိုရင်ကျွန်တော်ဒီ withdraw ကိုနှိပ်လိုက်မယ်เนาะ withdraw နှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ဒါကျွန်တော် gmail ရတော့ဒါဖြစ်တယ်အမောက်ကတော့ဒီလောက်ဖြစ်တယ်သိချလားသိချတယ်ဆိုရင်အစိမ်းအောင် confirm လေးကိုထပ်နှိပ်မယ်เนาะဒီမှာတော့ကျွန်တော်ထုတ်ထားတာ10ဒေါ်လာ10ဒေါ်လာအောင်မှသူက အတိုးက2.1ပေးလို့ကျွန်တော်က12.1ဒေါ်လာရသွားတယ်เนาะအဲ့တော့အောက်က happy to asset ကိုနှိပ်လိုက်မယ်เนาะဒါဆိုရင်တော့ကျွန်တော်ဒီအပေါ်ညာဘက်ထောင်ပါเนาะအပေါ်ညာဘက်ထောင်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာเนาะဒီမှာ withdrawing ဖြစ်နေပါတယ် withdrawing ဖြစ်နေပါတယ် withdrawing ဖြစ်နေပါတယ်ဒီချိန်မှာကျွန်တော်တို့ဟို gmail ကိုငွေ ဒီပေးပေးပို့တဲ့ link မရောက်သေးဘူးเนาะသူက2နာရီ3နာရီလောက်စောင့်ရတယ်ဆိုတော့အဲ့2နာရီ3နာရီကြာရင်ဝင်ဝင်လာတဲ့ဒီ Gmail တွေကိုဘယ်လိုဝင်လာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာတစ်ခါတည်းပြပေးမယ်เนาะအခုတော့ကျွန်တော်တို့အဲ့ဒီဝင်လာတာကိုတစ်ချက်စောင့်ကြည့်လိုက်မယ်စောင့်ကြည့်ရင်းနဲ့မှာကျွန်တော်တို့ဒီ coin ပချမ်းကငွေဘယ်လိုထုတ်လဲဆိုတာကိုလည်းကျွန်တော်တစ်ခါတည်းပြလိုက်မယ်เนาะ ကျောင်းဒီ coin ဘတ်ချမ်းကငွေဘယ်လိုထုတ်လဲဆိုတော့ तू အတန်းထုတ်လို့ရတယ်เนาะကျောင်းတစ်ခါရထုတ်ပြလိုက်မယ်ဗျာဒီမှာဆိုရင်เนาะကျွန်တော်ရငွေအမောက်က2.66 तू ကပေးထုတ်ခွင့်ပေးတာကတော့0.2ဆိုရင်ပေးထုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကရောင်းကဝယ်ရအဆင်ပြေအောင်လို့เนาะအနည်းဆုံး1ဒေါ်လာစထုတ်ပေးပါကျွန်တော်ကတော့2.66နဲ့မိတ်ဆွေတို့ထုတ်ပြလိုက်မယ်เนาะဒီလိုမျိုးပေါ်လာပြီဆိုရင်မိတ်ဆွေတို့ဆက်ဆက် ်ပထမအဦးဆုံးထုတ်မဲ့သူတွေကတော့ဒီ withdraw ရဲ့မတ်သက်ဆိုတဲ့ဟိုအထဲဝင်မယ်နော်ဝင်ပြီးတော့နှိပ်ကြည့်လိုက်မယ်ဒီလိုပေါ်လာပြီဆိုရင်တော့ဒါကျွန်တော်ဖြည့်ပြီးသားဖြစ်နေလို့နော်မိတ်ဆွေတို့ကဒီမှာအလွတ်တွေဖြစ်မယ်အဲ့ email ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ gmail ကိုထည့်ပါခုနအရှိမကျွန်တော်ပြောခဲ့သလိုပဲပေးပယ်ရှင်တော့ပေးပယ် gmail ထည့်ပါပေးပယ်မရှိရင်တော့ရိုး gmail ပဲထည့်ပါဒါမှမဟုတ်အဲ့ gmail ဒီ စာဝင်ထွက်ရနေတဲ့ဂျီမေးဖြစ်ကြမယ်နော်ပြီးရင်ပေးပယ်ဖွင့်ဘူးတဲ့ဂျီမေးမဖြစ်ရအောင်ပေးပယ်ဖွင့်ဘူးတဲ့ဂျီမေးဆိုတာကပေးပယ်ဖွင့်ဘူးထားတယ်ဒါမဲ့အဲ့ပေးပယ်ကြီးပြတ်နေတယ်အဲ့လိုဂျီမေးမျိုးမထည့်ပါနဲ့နော်ပြီးရင်အောက်ကနိမ့်ဆိုတာတော့ဂျီမေးဖွင့်ခဲ့တယ်နမီထည့်ရမယ်နော်ပြီးရင်ကျွန်တော်တို့သေးချရဲဆိုအောက်ကအစိမ်းအောင်ဖွန်ဖန်းလေးကိုနှိပ်မယ်နော်ဒီဟာကျွန်တော်တို့ဒီဂျီမေးကိုအတီးပြူပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအစိမ်းအောင် withdraw all ကိုနှိပ်လိုက်မယ်เนาะဒါတော့ तू ကခုနကျွန်တော်ရှေ့မှာရှင်းပြခဲ့သလိုပဲကိုဟာသေးချတယ်ဆိုရင်ကျွန်တော်ဒီအစိမ်းအောင် confirm လေးကိုထပ်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ happy to access ဆိုပြီးအစိမ်းအောင်လေးကိုထပ်နှိပ်လိုက်မယ်ဒါဆိုရင်တော့ရပြီเนาะအပေါ်ညာဘက်ထောင်းကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာအဲ့မှာเนาะခုနထုတ်ခဲ့တဲ့2.66ဒေါ်လာကဒီမှာပြနေပြီဖြစ်ပါရဲ့ဗျ ဒါဆိုရင်တော့ကျွန်တော် Gmail တဲကိုနော်ပေးပေးရရင် link ဘယ်လိုဝင်လာမလဲဆိုတာကိုကျွန်တော်တို့2နာရီ3နာရီလောက်ထပ်ဆောင်ကြည့်လိုက်မယ်။ဆောင်ပြီးတော့ link ဝင်လာတာ ਨੇ ကျွန်တော်ဒီဗီဒီယိုထဲမှာတခါတယ်တွဲပြီးတော့ပြပေးပါမယ်ခင်ဗျ။ဒါဆိုရင်ကျွန်တော်ဗီဒီယိုဒီနားမှာခဏရက်လိုက်ပါမယ်။5 hours later ကျွန်တော် crazy raw အရင်ထုတ်ထားတဲ့ဒေါ်လာငွေတွေကကျွန်တော်အားထုတ်ခဲ့တာညက10နာရီ55ဝန်းကျင်အထုတ်ခဲ့တာဗျ။ ။နော်ကျွန်တော်တို့စုစုပေါင်းကြာကြရင်တော့9နာရီလောက်စောင်းလိုက်ရပါတယ်။အခုမနက်3နာရီ55မိနစ်မှာနော်။3နာရီ55မိနစ်မှာဒီပေးပယ်ရရင် လင်းပို့ထားပါတယ်။နော်ဒီလိုပေးပယ်လူကိုနဲ့ပါနော်။အဲ့လိုပေးပယ်လိုဂိုနဲ့ပို့ထားတာဖြစ်ပါရဲ့เนาะပေးပယ်အကောင့်ကိုပို့တာမဟုတ်เนาะ UOG မေးအကောင့်ကိုပို့ထားတာပါကျွန်တော်မိတ်ဆွေတွေအဲတချို့ကမရှင်းကြလို့ဆိုတော့ကျွန်တော်ဝင်ကြည့်လိုက်မယ်เนาะအဲ့ထဲကိုလင့်ကိုထောက်ကြည့်လိုက်မယ်ဒါမျိုးပါเนาะ အဲ့မှာဆိုရင်ဒီမှာကျွန်တော်ကကွိုင်ဘချမ်းကထုတ်ထားတာเนาะကွိုင်ဘချမ်းကထုတ်ထားတာ2.66เนาะပြီးရင်ဒီမှာကရှေ့ကကျွန်တော်က10ဒေါ်လာထုတ်ထားတာဒါပေမဲ့တန်းစီနေတဲ့အချိန်မှာအတိုးအတွက်က2.1ရတော့အလုံးပေါင်း12.1เนาะ12.1အဲ့ဒီမှာရပါတယ်เนาะအဲ့ဒါဘယ်လိုလုပ်ရမှာလဲဆိုတော့ဗျာဒီမှာ သူကဒီမှာ Chinese စာဖြစ်နေလို့ဒီမှာအင်္ဂလိပ်စာဒီနားမှာအင်္ဂလိပ်စာတချို့ကအင်္ဂလိပ်စာပေါ်တယ်နော်ဒီမှာ Chinese စာဖြစ်နေလို့အဲ့တော့အဲ့ဒီဟာလေးကိုဖိလိုက်မယ်နော်အဲ့ဒီနေရာလေးကိုကျွန်တော်ဖိလိုက်ပါမယ်အဲ့ဒီနေရာလေးကိုဖိလိုက်ပါမယ်နော်စက္ကန့်ထောက်မှာမဟုတ်เนาะဖိရမှာเนาะဖိမှာအဲ့လိုပေါ်မှာเนาะအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ စက္ကနဲထောက်လိုက်မယ်ဒီလိုစက္ကနဲထောက်လိုက်မယ်ဆိုရင်ကသူကပေးပဲအကောင့်ဖြည့်ရမယ်နေရာကိုရောက်သွားလိုက်မယ်နော်ဒါဆိုရင်ဒါပေးပဲအကောင့်ဖြည့်ရမယ်နေရာကိုရောက်သွားတာစက္ကနဲထောက်ကမှမဟုတ်ပါဘူးနော်ဖြည့်ရမယ်လက်နဲ့ကြာကြာလေးဖြည့်ရမှာအဲ့ဒါဆိုရင်ဒီမှာ copy URL ဆိုတာပေါ်တယ်နော်ဒီဟာလေးပေါ်တယ်အဲ့ဒါလေးကြောင့်စက္ကနဲအဲ့တော့မှကျွန်တော်တို့ဒီစက္ကနဲနှိပ်လိုက်မယ်ဒါဆို copy ဆွဲပြီးသွားပြီကိုရောင်းမဲ့သူရဲ့ Telegram Viber ပေါ့နော်ဆက်သဖြင့်သွားပြီးတော့အဲ့ဒီ link လေးပို့ပြီးတော့ဆက်သွယ်လို့ရပါတယ်ဗျာ တကယ်ဒါတရုတ်စာနဲ့မလို့အင်္ဂလိပ်စာနဲ့ဘယ်လိုပြလဲဆိုတော့ကျွန်တော်ပြလိုက်မယ်နော်ကျွန်တော်အဲ့မှာနော် claim you are payment ဆိုတာပေါ်တယ်နော် claim you are payment အဲ့ဒီနေရာကိုကျွန်တော်နှိပ်ပြီးတော့မှခုနတရုတ်စာနဲ့အတူတူပါပဲနော်ဖိပြီးတော့မှ copy url ဆိုတာကိုကျွန်တော် url မှာဖြစ်ပါတယ်ခင်ဗျာ